ားလုံးပဲမင်္ဂလာပါကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျောင်းဆောင်မှနေတာနဲ့အပြင်ဆောင်မှနေတာတဲ့အားနှစ်ချက်အပ်ပါချက်လေးတွေကိုမိတ်ဆက်ပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပုံမှန်အဖြစ် ဟိုဇာမေးကြတဲ့အပိုင်းတွေရှိတယ်အဲ့တော့အပြင်ဆောင်မှနေတင်လာကျောင်းဆောင်မှနေတင်လာတယ်အဲ့တော့အချင်းကြီးရတဲ့ condition ကတော့တူကောင်းတဲ့အရာရှိသလိုအားနဲ့ကြအသက်ချက်ကနှစ်ခုလုံးပါရှိတယ်အဲ့တော့သူတို့ဒီမှာဘာတွေရှိလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ဗီဒီယိုလေးမှာမျှဝေပေးသွားမယ်ပေါ့နော်နံပါတ်1ကျွန်တော်ကျောင်းဆောင်ရဲ့အသက်ချက်ကိုကျွန်တော်မျှဝေပေးမယ်အဲ့တော့ကျောင်းဆောင်ကဘာတွေအသက်လဲဆိုတော့နံပါတ်1အချက်ကြီးဈေးသက်သာတော်တော်သက်သာအဲ့တော့ကျောင်းဆောင်ဒီမှာနေတာဒီဈေးတော်တော်သက်သာပါတယ်ပြင်မှာ1 round ကို ဖတ်နေမယ်ဆိုအနည်းဆုံး3သိန်း3သိန်းခွဲရတော့ out တစ်ကျွန်တော်တို့ပေးရတယ်ဝန်လေးပြပါညာလဲဆိုလို့ရှိရင်ပေါ့နော်အဲအင်္ဂလာကကြီးပဲပေါ့နော်အเจ้าနေမှာကျတော့4ယောက်ခန့်ဆိုလို့ရှိရင်တော့3သိန်းခွဲ2သိန်းဝင်ကျင်လောက်တယ်အဲ2ယောက်ခန်းဆိုလို့ရှိရင်တော့2သိန်းခွဲ3သိန်းဝန်းကျင်လောက်ပဲရှိတဲ့အကြောင်းဒီမှာအကြောင်းမို့ပူတူပြီးတော့ကွာမယ်ဒါပေမဲ့အများကြီးအများကြီးတက်တာတဲ့အပြင်ဆောင်နေရာနဲ့စတယ်နောက်တစ်ချက်ကကြတော့ခုနပြောလို့လို့ကျွန်တော်တို့စပေါ်ပေးစရာမလိုဘူးအကြောင်းဆောင်မှာအပြင်ဆောင်မှာနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စပေါ်ငွေပေးရတာရှိရင် နေရာဒေတာပေါ်မူတည်ပြီးတော့330ပေးရတာရှိရယ်350ပေးရတာရှိရယ်စပေါ်ပါတယ်အဲ့လောက်ပေးရတာရှိရယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အချိန်နေကိုပတ်ဝန်းကျင်ပေါ်မူတည်ပြီးတော့စေရုံးလေးကွာမယ်တရားတစ်ခုအပြည့်ဒီစေကြည့်ចောင်းဆောင်ဒီစေတက်တာနောက်တစ်ချက်ကပါလဲဆိုလို့ရှိရင်ចောင်းဆောင်ဒီမှာနေတာကကျွန်တော်ရေကအမီကတွေကက်စကတွေထပ်ပြီးတော့မကုံတော့အဲ့ရတစ်ခုကလည်း ကောင်းတယ်ကိုတောင်းတဲ့မီးတွေရေတွေမှာဟို sound number ဆိုလို့ရှိရင်လည်းကျွန်တော်တို့က A တော့ဒီ number တွေပါတွေဖွင့်ရတယ် heater တွေဖွင့်ရတယ်အဲ့ဒီက gas ဖိုးကအရင်ကုန်နေပေါ့နော်ចောင်းဆောင်မှာနေဒါရင်သူကချောင်းလာကရမှာပဲအကုန်လုံးအပါပြီးသွားတယ်ဘာမှထပ်ပေးစရာမလိုတော့ဘူးနောက်တစ်ချက်ကတော့အမိုက်ပြရတာအဆင်ပြေတယ်ကိုကိုချောင်းကတတ်မှတ်ပြီးထားတဲ့နေရာမှာပဲကိုယ်ဒီတိုင်းကြီးသွားလွှင့်ရုံပဲပေါ့နော် ပြီးအောင်ပဲအဲ့ဒါလည်းအဆင်ပြေတယ်အဝင်းရှော့စက်ဒီပါညာဆိုလို့ရှိရင်လည်းကျွန်တော်တို့ချောင်းနေမှာကြတော့ ကျွန်တော်အမျိုးများသုံးတာဖြစ်တဲ့အတွက်ဆက်အကြီးတွေပေါ့နော်အချောက်ခံဆက်ဆိုရတခါတယ်လို့ဝင်လို့ရအောင်၆ခံလို့ရတဲ့ဆက်တွေအများဆုံးအကြောင်းတိုင်းကြီးပါမှာအဲ့ဒီတိုင်းပဲထားပေးတာများပါတယ်ပေါ့နော်နောက်တစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်စာသင်ခန်းကိုသွားရတာနေရဘလို့မဆိုကျွန်တော်တို့ကဒီကျောင်းမှနေဒီကျောင်းမှတက်တယ်ဆိုလို့ရှိရင်တော့စာသင်ခန်းကိုသွားရတာဒီအပြင်မှာနေရတဲ့စာရင်တော့အများကြီးနေရပေါ့နော်အဲ့တော့မနေ့နောက်ကြရတဲ့ဒီအိတ်လို့ရတယ်ပြီးတော့မှသွားလို့ရတယ်ဒီလိုမျိုးအားသာကြတော့ရှိရဲ့နောက်တစ်ချက်ကကြတော့ပါလို့ဆိုတော့ကိုယ်အဆောင်မှနေရတဲ့ငွေချင်းတွေအတူတူရှိရအဲ့တော့ငွေချင်းတွေစုံဖို့လွယ်တာ ပေါ့နော်တခုခုအတန်းပြီးတာညနေအလုပ်ပြီးတော့ညမှမျိုးပဲဖြစ်ဖြစ်ဆုံပြီးတော့စားလာတောက်တာအဲ့ကြာပြကြအဆရှိတရားပြအထီးမကျန်တော့ဘူးပေါ့နော်အဲဟိုတယောက်တည်းတချို့တွေကကြတော့အားငယ်တတ်တယ်ပေါ့နော်အထီးကျန်တတ်တယ်ပေါ့နော်အဲ့လိုမျိုးအချင်းကြီးလူတွေအတွက်ဆိုတော့ပိုကောင်းတယ်အဲဆောင်းမှာကြတော့သူငယ်ချင်းနေနေတွေ့ဖို့လွယ်တာပေါ့ဒီဆောင်းလေးမှာကြောင်းနေမှာပဲဆိုတော့အဲကြောင်းဆောင်ရင်အသာချက်ကြောင်းဆောင်ရင်အားနေချက်ကိုကျွန်တော်ပြပြကြောင်းဆောင်ရင်အားနေချက်ကဘာလဲဆိုတော့ကျွန်တော်က ကိုယ့်ရဲ့ခန်းထဲမှာထမင်းစားလို့မရအောင်အဲ့မိဖို့ကြောင့်မသွားပြီးတော့ချက်စားအမှန်တကယ်ထမင်းစားလို့ကိုမရအောင်ကိုရောမှရှိအကြောင်းလိုက်မယ်အဲ့ခန်းထဲမှာထမင်းစားလို့ကိုမရတာဒါပေမဲ့လည်းဒီလိုပဲအဆင်ပြေလို့စားကြတဲ့အချိန်ကြီးလည်းရှိရပါဘူးဒါပေမဲ့တရုံဝင်ရတော့အခန်းထဲမှာစားလို့မရဘူးသူကပိုးကောင်းနေပါလိမ့်တက်မှာဆိုလို့ပေါ့နော်အခုလို့ရှိရင်အဝင်ထွက်အချိန်ကြီးတော့ကျွန်တော်တို့ time cut ရရတာမျိုးရှိတယ်အဆောင်ဆရာမကြီးနဲ့ဆက်စီတာမျိုး ရှိတယ်တရင်ပြရတာမျိုးတွေရှိတယ်ပေါ့နော်သူကဆောင်းအားနဲ့ကြောက်အဲနောက်တစ်ချက်ကပါလဲဆိုတော့ကျွန်တော်က2ယောက်ခမ်းမဖြစ်ဖြစ်4ယောက်ခမ်းမဖြစ်ဖြစ်ကိုတယောက်တည်းနေတာမဟုတ်တဲ့အတွက်အဆင်မပြေတာမျိုးတွေရှိနိုင်တယ်အဓိကကိုယ့်ရဲ့ခမ်းပေါ်ကဘယ်လိုလူမျိုးလဲဆိုတာနဲ့ဥပမာစကားပြောရင်အကျေကြီးပြောတာဖုံးပြောရင်အကျေကြီးပြောတာတခြင်းနေရုပ်ရှင်နေကြည့်ရင်အကျေကြီးကြည့်နားထောင်တာကြည့်ရလားဒီလိုမျိုးအခြေအနေတွေရှိရဲပြီးလို့ရှင်သူနဲ့ကိုနေကြတော့ဟိုအလုပ်ပြီးတဲ့အချိန်သွားတဲ့အချိန်မတူတယ်ဆိုလို့ရှင်ကိုကအိမ်မက်ချိန်ဆိုသူကလာတာမျိုးအဆရှိတဲ့အဝင်ထွက်လောက်တာမျိုးအဆရှိတဲ့အဖြစ်ပေါ့နော်ဒီလိုမျိုးဟို ခက်ခဲလေးတော့ရှိတယ်အခုနပြောကိုကအိတ်တယ်ဒါပေမဲ့ तू အဲ့ဒီအချိန်မှာဟိုအိမ်နဲ့စကားပြောတာမျိုးဖုန်းပြောတာမျိုးရုပ်ရှင်ကြည့်တာမျိုးအတန်းစုနေရမျိုးမမစကြတာမစရှိတဲ့ပြီပေါ့နော်ဟိုတိုင်းမမကြိုက်တာပေါ့နော်အဲ့လိုမျိုးအချိန်တွေတော့ရှိတယ်ဘာလို့ဆိုကိုကဆောင်းမကြတော့တယောက်တိုင်းနေရမှာအနည်းဆုံးကတော့2ယောက်တော့မဟုတ်4ယောက်နေကြတာဟုတ်စာကြည့်မယ်ဆိုလို့ရှင်လည်းပဲအခက်ခဲဖြစ်စေတဲ့နောက်ပြီးလို့ရှင်ကျတော့ပစ္စည်းရွှေရကြောင်းလာတာ ရှိတတ်တယ်။အဲ့တော့ကိုနေတဲ့ခန်းကိုတန်ရှင်းလောက်တာအကြောင်းကဟိုဆေးဖြန်းတာဟာအဆရှိကြည်အဖြစ်ပေါ့နော်။လောက်ကြတဲ့အကြောင်းတော်တော်များများကျွန်တော်အဲ့လိုအချိန်လေးဆိုလို့ရှိရင်ခန်းကိုအားလုံးတန်ရှင်းအကိုပစ္စည်းအကုန်အဲ့တော့ကျွန်တော်ကပစ္စည်းထုတ်လိုက်ထည့်လိုက်ခဏခဏလောက်ရတာ။အဲ့လိုမျိုးအချိန်လေးလည်းရှိတတ်တယ်ပေါ့နော်ဒါအကြောင်းပေါ်မူတည်ပြီးတော့ကွာလိုက်မယ်ပြီးရင်တော့ကတန်ရှင်းလောက်ဖို့ဆိုပြီးဆရာမတွေကကိုရှိရှိမရှိဝင်စစ်တာမျိုးအခြေအနေမျိုးတွေလည်းရှိတယ်ပေါ့နော်အကြောင်းဆောင်ရဲ့ အားနေချက်တွေပေါ့နော်နောက်တစ်ချက်ကတော့ကျွန်တော်တို့ចောင်းနေအများစုမှာပေါ့နော်အဆောင်နေဆိုလို့ရှိရင်အပြင်လူပေးမဝင်ဘူးအရင်နေ့အတန်ငယ်ချင်းတွေပါပဲပြမိပါရေးပဲလာလာပေါ့နော်အဓိကကအဆောင်မှာဆိုလို့ရှိရင်ပေးမဝင်တဲ့အခြေအနေတွေရှိတယ်ကိုယ့်ရဲ့အပြင်တန်ငယ်ချင်းတွေပါလေလာလေပါနေဆိုလို့ရှိရင်အကန်တင်းမှညာအစာရှိတဲ့အဖြစ်တွေ့လို့ရနေမှာတော့ကိုခန်းနေထီလိုက်တွေ့ဖို့ဆိုတော့ခက်တယ်ပေါ့နော်ចောင်းတော်တော်များများအဲ့ဒါခွင့်မပြုထားဘူးအဲ့တော့အဆောင်နဲ့သက်ဆိုင်တဲ့လူပဲဝင်ဝင်ရှိတယ်အဲ့လိုအခြေအနေရှိတယ်နောက်တစ်ချက်ကကျွန်တော်တို့အဆောင်မှာအများနဲ့နေရတာပြီးရင်ကိုယ်ကဘယ်လိုဆိုအခြေအနေတွေကြောင့်ဒီအဆောင်တွေထွက်မှာဖြစ် တဲ့အတွက်ပစ္စည်းရပါတယ်သုံးတယ်ဆိုလို့ရှိရင်ချင့်ချင်ပြီးတော့သုံးရတယ်ဝယ်ရတယ်ဝယ်ချင်တိုင်းဝယ်ထည့်ထားလို့မရဘူးသုံးချင်တိုင်းဝယ်သုံးလို့မရဘူးနေရာကိုချင့်ချင်ရတာပေါ့နော်ဒီလိုမျိုးတိုင်းတာရတော့ရှိတယ်အော်ဒါအဆောင်ရင်အနေကျနောက်ပြီးရင်ကျွန်တော်တို့အပြင်မှာနေတဲ့ warm room အစားရှိတဲ့အဖေကိုကတော့ငားနေတယ်သူ့ရဲ့အသာချက်ကိုကျွန်တော်ပြောပြအော်တယောက်တည်းလွတ်လပ်နေလို့ရတယ်ကိုတယောက်တည်းဖြစ်တာဖြစ်တဲ့အတွက် eight တိုင်းချင်း eight လို့ရအစားချင်တဲ့အချိန်စားလို့ရအဓိကအိတ်တဲ့အချိန်မှာ deep sleep လုပ်လို့ရတာပေါ့နော်ကျွန်တော်တို့နှစ်နှစ်ချာချာ eight လို့ရတယ်အဲတိတ်ပြီးတော့ပြဿနာမရှိတော့ဘူးဆိုတော့ကို ကိုတယောက်တည်းပဲရှိရဖြစ်တယ်လို့အိတ်တဲ့အချိန်မှာကျွန်တော်နည်းနည်းချက်ချက်အိတ်ဆက်ပြီးအယူဝါအိတ်လို့ရတယ်။ဟောဒီဒီချက်ကတော့ကျွန်တော်တော်တော် ကြိုက်တယ်ထင်ပါပါကိုပေချိန်မှာပဲလို့လို့ကိုတယောက်တစ်ဖြစ်နေရဖြစ်တဲ့အတွက်အဆင်ပြေတယ်ပေါ့နော်နောက်ပြီးရင်လည်းထမင်းဟင်းချက်စားလို့ရတယ်ကိုကတော့ကိုရေးသလာတယ်ဝယ်တဲ့အကြောင်းဆောင်တွေမှာကြတော့အများနဲ့တောင်းရတာရေးသလာဆိုလို့အများနဲ့တောင်းရတယ်အဲ့တော့သိအဆင်မပြေရအရေးကိုအိမ်မှာကြတော့ကိုကတော့ကိုကျပတ်စားပဲဖြစ်ဖြစ်နှစ်ပတ်စားပဲဖြစ်ဝယ်ပြီးထည့်ထားတယ်ပြီးရင်ကိုကတော့ကိုချက်ပြုတ်စားတာဒါအဆင်ပြေတယ်ပေါ့နော်အဲ့တော့အပြင်မဖြစ်တဲ့အတိုင်းပဲကျွန်တော်ဘယ်သူမှပြောပြနေကြမလို့ကိုကဝင်နေတဲ့အချိန်ပုံမှန်ထွက်နေတဲ့အချိန်တော့ပြဿနာမရှိဘူးပေါ့နော်အဲ့တော့အလုံးလုံးကြတာဆိုတာတွေဘာမှပြတ်တော့လား မရှိဘူးမှပြောနေစရာအကြောင်းမရှိတော့ကိုလွတ်လပ်နေလို့ရတာပေါ့နော်အဲ့တစ်ချက်ရှိရဲ့နောက်တစ်ချက်ကခုနကကိုအိမ်ကိုတငငယ်မောင်နေနေခေါ်ပြီးတော့အတူတူစားကြတာတောက်ကြတာမဆုံကြတာအစားရှိတဲ့ပြတာလုံးလို့ရတာကိုအိမ်ဖြစ်တဲ့ဘသူမှပြဿနာမရှိဘူးပေါ့နော်ကိုအေးစစ်စစ်နေလို့ရတယ်နောက်တစ်ချက်ကကြတော့ကိုလိုအပ်တဲ့ပစ္စည်းကိုစိတ်ကြိုက်တော့မှကိုကိုခန်းကိုလည်းပြင်ဆင်လို့ရတယ်လိုအပ်တာလည်းဝယ်ပြီးတော့ထဲနိုင်သုံးနိုင်ဆွဲနိုင်တယ်အဲ့လိုမျိုးအခြေအနေတော့ရှိတယ်ပေါ့နော်ကိုလိုအပ်တာလိုအပ်တယ်လို့ ဝယ်ပြီးထားနိုင်တယ်ကိုအိမ်ခြေတွေပေါ်မှူတည်ပြီးတော့ဗောနော်ဒါကတော့ပြင်ဆောင်ရဲ့အာသချက်ပေါ့အပြင်ဆောင် one room အပြင်မှာထွက်နေတဲ့လူတွေအားနည်းချက်ကိုပြပြမယ်အိမ်လက်ကအရင်စိတ်ကြီးအိမ်လက်ကတပေါ်ဆိုတာစပွန်ငွေသွင်းရတာဗောနော်ဒီစပွန်ငွေကနေရာပေါ်မှာမှူတည်ပြီးတော့သိန်း30သိန်း50သိန်း30အစားရှိတဲ့အဖြစ်ကျွန်တော်တို့အိမ်စပွန်သွင်းရအဲဒါကျောင်းသားတွေအတွက်ဝင်တော့ဝင်ဖို့တစ်ခုဖြစ်စီတယ်အဲ့တော့ကိုငွေတိုင်းပေးထားတာဗောနော်နောက်တစ်ချက်ကကြတော့အဲ့တော့ကိုက관리비ထဲမှာဘာတွေပါလဲဆိုပြီးမှမော်ဒီပြီးတော့ များသောအားဖြင့်တော့ရေကတော့ပါတတ်ကြပေမဲ့ကျွန်တော်တို့ heat sink နဲ့ gas boiler တသက်ဆောင်ရတယ်အဲ့တော့ sound တွဲလို့အခြေအနေမှာဆိုလို့ရှိရင်ကျွန်တော် heater တွေဖွင့်ရတာဖြစ်တဲ့အတွက် gas boiler အရန်ကုန်တယ်တသိန်းလို့နှစ်သိန်းလို့ကြားတဲ့လူတွေလည်းရှိတယ်အဲအဆောင်တော့မှာကတ်စပို့ပေါ့ပေါ့ပူတော့ကျွန်တော်တို့ကပိတ်လို့လည်းမရဘူးဘောနော်အရင်ပြီးတဲ့ခါကျရေးပါရဲ့ခေဝါမှာဆိုလို့အင်တာနက်ဖွင့်ထားတယ်အဲ့ဟာကကျွန်တော်တို့ကဆောင်းလို့ပတ်ချက်မှာအရန်အရန်ကုန်ကုန်တယ်ကတ်စပီရလည်းကိုကိုဆောင်ရတယ်ပြီးလျှက်စက်သုံးတယ်ဆိုတာပေါ့နော်ကိုလျှက်စက်ကတော့တအားကြီးလုံးမကြပါဘူးကိုသုံးဖို့ပြဿနာမရှိဘူးဒါပေမဲ့တသက်ဆောင်ရတာပေါ့နော်အခုကဟိုဥမာအင်လာကသုံးသိန်းသုံးသိန်းခွဲတယ်မှာတအားကြီးမပါဘူးကိုထက်ပြီးတော့ တော်တော်တော့ထဆောင်းအောင်ပေါ့နော်သူရအားတက်ကြတော့ဒါရှိတယ်။နောက်ပြီးလို့ရှင်ကျွန်တော်ကဟောအိမ်မှာပြဿနာတစ်ခုတက်တယ်ဆိုလို့ရှိရင်တော့တခုအဆင်မပြေတာ။ဥမမီမလာတော့တာဒါမှမဟုတ်လို့ရှင် gas မလာတာ point လာမကောင်းတာအဆရှိတရားဖြစ်ဆိုလို့ရှိရင်တခုခုဆိုလို့ရှိရင်ကျွန်တော်တို့က action နဲ့စကားပြောအောင်နော်။အဲ့အဲ့တော့အဲ ASEAN လာပြီးတော့စစ်တာမျိုးလုပ်တာနံပါတ်ပြီးတော့ဒီပြင်းတဲ့လူတွေလွတ်ပေးတာမျိုးပေါ့နော်။အဲ့ဒီလူမျိုးလေးတွေတော့ရှိတယ်။အပြင်မှာနေရချင်းအားနေကြပေါ့နော်။ တစ်ခါလေကြာအဆင်မပြေတတ်ဘူးပေါ့နော်ဒီလိုမျိုးလေးရှိအင်ရှင်ကောင်းတာဆိုရဲပုံပါလေမူတည်သေးတယ်။ဒေချာတော့ကနောက်တစ်ချက်ကအကြောင်းသွားတာဝေးတာပေါ့ဆိုတော့ကျွန်တော်တို့ကအဆောင်မနေရတော့အကြောင်းနဲ့မနေအကြောင်းကိုပေးနေမှနေရလဲဆိုပြီးမူတည်ပြီးတော့ဒါလည်းပြဿနာတော့တိတ်မရှိပါဘူးကျွန်တော်တို့စကူတာတို့ဆပိန်လို့နဲ့သွားမယ်ဆိုရင်အဆင်ပြေတယ်ပေါ့နော်အဲ့တော့အကြောင်းဆောင်မှာပဲနေနေအပြေမှာပဲနေနေဒီလိုမျိုးအားနေချက်အားသာချက်လေးတော့ရှိပါတယ်ကျွန်တော်အနေနဲ့ဒါလေးကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ ကိုအနေနဲ့စဉ်းစားဆုံးဖြတ်လို့ရအောင်မို့ငါကျောင်းဆောင်မနေရမလားငါအပြင်းဆောင်မနေရမလားအစားရှိပြီးအပြင်ချင်းချင်းနေအောင်ပြောပြချင်းဖြစ်ပါတယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်